အားလုံးပဲမင်္ဂလာပါယခုမြင်တွေ့နေရတဲ့အစ္စာတရားပန်းတကုံထိုင်တော်မူဇေဒီတော်မြတ်ကြီးကဒဂုံစိတ်ကမ်းမြို့နယ်168ရပ်ကွက်မှာတည်ရှိပါတယ်အခုမြင်တွေ့နေရတဲ့ထိုင်တော်မူဘုရားရဲ့အောက်ကလှိုင်းကူတဲ့ကိုလည်းဝင်ပြီးတော့ဖူးမြော်နိုင်ပါတယ်ဒီမှာဆိုရင်တော့မြတ်စွာဘုရားရဲ့ဖြစ်စဉ်ဒီပကြီးပုံတွေရေးဆွဲထားတာဖြစ်ပါတယ်ပေါ့နော်ဒီထက်မှလက်ရပြောင်မြုပ်စွာနဲ့ ပညာရှင်တွေကလည်းခြေသထားပါတယ်ဗောနော်တခန်းတနာနဲ့ဒီမှာဆိုရင် ပုံတွေအားလုံးရှိပါတယ်ဖះရှင်ရဲ့လက်ထက်ကဖြစ်စဉ်ပုံတွေအားလုံးကိုကြည့်ရှုပြုမြော်နိုင်ပါတယ်ကြည့်ရှုလေ့လာနိုင်ပါတယ်ဗောနော်ဒါဆိုရင်တော့အခုကတော့တိတ်မပြီးသေးဘူးဗောပညာရှင်တွေလည်းဆက်လက်ပြီးတော့ဒီမှာလှုပ်ဆောင်နေတော့ဗောနော် ီညာလေးကိုလာရောက်ဖူးမြော်ခြင်းနဲ့လေ့လာခြင်းနဲ့ဆိုရင်ရန်ကုန်တိုင်းဒေသကြီးဒဂုံစိတ်ကမ်းမြို့နယ်168ရပ်ကွက်မှာတည်ရှိပါတယ်ဗောနော်အိစာတရပန်းဒဂုံဇေဒီတော်လည်းရှိပါတယ်အိစာတရပန်းဒဂုံဇေဒီထိုင်တော်မူဖရာလည်းတည်ရှိပါတယ်ဗောနော်အားလုံးကျမ်းမာချမ်းသာကြပါစေတောကကင်းဝေးကြပါစေဘေးအန္တရာယ်သူများအားလုံးကင်းဝေးကြပါစေ စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေစီးပွားလည်လာပါများလဲတိုးပွားကြပါစေမိသားစုနှင့်အတူပျော်ပျော်ရွှင်ရွှင်တည်တပံတတဆုံးတက်ကြွရာကြော်ရှိသည့်အသည့်နေနိုင်ကြပါစေကြောင်းဆုတောင်းပေးပါရယ်အားလုံးကျမ်းမှချမ်းသာကြပါစေ